အားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ဒါကြောင့် Manchester City ရဲ့အင်္ဂလန်ကစားသမားဖြစ်တဲ့ Jack Grealish ကတော့ဒီကနေ့ညမှာကစားမဲ့ Manchester City ရဲ့ Premier League နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဖူဟန်တင်တဲ့ပွဲစဉ်မှာပါဝင်လာဖို့အခြေအနေမရှိတော့ဘူးဆိုပြီးတော့သိရတယ်။အဓိကတော့ Grealish ကကျွန်တော်ဒီနွေရာဒီမှာကလပ်တင်းကနေထွက်ခွာဖို့ပြင်ဆင်နေတာဖြစ်ပြီးတော့မှကလပ်တင်းကလည်းတကယ်လို့သာ Grealish ထွက်ခွာမယ်ဆိုရင်ထွက်ခွာခွင့်ပေးထားတဲ့အခြေအနေကြောင့်မို့လို့ ဒီကနေ့ညမှာကစားမယ်ဖူဟန်တင်တဲ့ပွဲစဉ်မှာအတင်းရကစားသမားဖြစ်တဲ့ Jack Grealish ကတော့ပါဝင်လာဖို့အခြေအနေမရှိတဲ့ဘူးဆိုပြီးသိရတယ်။ဒါပေမဲ့ကျွန်တော်ဒါဒီနွေရာသီမှာပဲကလပ်တင်းကလည်းအလို့ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားတော့မယ်။ကလပ်တင်းရဲ့ဒါ Belgian ကွင်းလေကစားသမားဖြစ်တဲ့ကျွန်တော် Kevin De Bruyne ကတော့ဒါကျွန်တော်အလို့ပြောင်းရွှေ့ခြင်းနဲ့ထွက်မဲ့အနေအမှာဥရောပအသင်းတွေရော Premier League ကလပ်တွေကပါခေါ်ဖို့စိတ်ဝင်စားနေတဲ့နေရာမှာလက်ရှိမှာတော့ဒါကျွန်တော်တို့ ကွန်တီရက်ပေါ့လေနာပိုလီအသင်းကဒီကစားသမားကိုခေါ်ယူဖို့အာကျွန်တော်တို့ဒါကေဗင်ဒီဗရိုင်းနာနဲ့ဂျာမာပုဂ္ဂိုလ်ရေးစာအဖြစ်သဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့မှ Daily Expert ကဖော်ပြထားတယ်ဆိုတော့မကြခင်မှာပဲကေဗင်ဒီဗရိုင်းနာကကျွန်တော်တို့ဒါနာပိုလီအသင်းကိုပြောင်းရွှေ့သွားဖို့အခြေအနေရှိတယ်ဆိုပြီးသိရတယ်ရင်းမဆွေးအသင်းကတော့ကျွန်တော်တို့ဒီပေါ့လေဒါကျွန်တော်နွေရာသီမရောက်ခင်မှာပဲအာတို့အတိဒီပေါ့လေစာချုပ်တက်တန်းကုန်တဲ့ကစားသမားတွေကိုတက်တန်းအထက်မတိုးတော့ဘူး ကစားသမားခေါ်ယူမှုအနေနဲ့လည်းဒါကျွန်တော်လီဗာပူးတင်းရဲ့ကစားသမားဖြစ်တဲ့ထွဲဆက်အာရုံကိုလည်းခေါ်ထားပြီးပြီဆိုတော့နီးပြဖြစ်တဲ့ကျွန်တော်တို့ဒီအန်ဒီပေါ့လေအာအက်စလော်ဒီအနေနဲ့ကလည်းမကြခင်မှာပဲကျွန်တော်တို့ဒီဘရာဇီးလက်ရွေးစင်အတင်းကိုကိုင်တွယ်ဖို့ဒါကလပ်တင်းကလည်းထွက်ခွာသွားတော့မှာဆိုတော့ဒီအချိန်မှာကျွန်တော်တို့ဒါနီးပြတ်တစ်ဖြစ်တဲ့ဇာဘီအလွန်ဆိုကိုလည်းသူတို့ခေါ်ပြီးပြီ။ဒါ့အပြင်ကျွန်တော်တို့ဒါကလပ်တင်းရဲ့ပေါ့လေကစားသမားတွေဖြစ်တဲ့လူကာမိုဒရစ်တစ်ဖက်ကလူကတ်စတိုကိုလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ကျွန်တော်တို့ဒါထောက်ခွာခွင့်ပြုတ်လိုက်ပြီးဆိုပြီးတော့မှကျွန်တော်တို့ဒါ Football Insider ဖော်ပြထားတယ်ဒီမှာတော့ဒါ United အသင်းရဲ့နေပြအောင်ဖြစ်တဲ့ကျွန်တော်တို့ဒါဒီ Dash လူမျိုးနေပြဖြစ်တယ်ဗောလေဒီ Edit Hans ကတော့ German Bundesliga ကလပ်အသင်းဖြစ်တဲ့ Bayer Leverkusen အသင်းကိုကင်ဖို့အာသဘောတူညီမှုအလုံးစုံရခဲ့ပြီဆိုတော့မကြခင်မှာပဲဒီဗောလေ Bayer Leverkusen အသင်းကနေထွက်ခွာသွားတယ်နေပြဖြစ်တဲ့အာ Xabi Alonso ရဲ့နေရာမှာဒီပြ Edit Hans ကကင်တွေ့သွားမှာဖြစ်ပြီးတော့မှာ ဒါ2029ဂျွန်လထိတက်တန်းရှိတဲ့စာချုပ်နဲ့အဲ့ဒါဟာကင်တွယ်သွားမယ်ဆိုပြီးဖော်ပြထားတယ်မန်ချက်စတာယူနိုက်တက်အတင်းအာဂျင်တီးနားသားဗောလေဒါကျွန်တော်တောင်ပန်ကစားသမားဖြစ်တဲ့ဂါနာချိုကတော့ ကျွန်တော်တို့ဒါဒီကနေ့ညမှာကစားမယ်အက်စတွန်ဗီလာအတင်းနဲ့ပွဲစဉ်မှာပါဝင်လာဖို့အခြေအနေမရှိတော့ဘူးဆိုပြီးသိရတယ်အထူးကတော့ကျွန်တော်တို့ဒါဒီကစားသမားကိုဒီပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းရွှေ့တဲ့ကကျွန်တော်တို့ကလပ်တင်းကရောင်းချဖို့ပြင်ဆင်နေတာအာသူတို့ပထမသတ်မှတ်ထားတာကဂါနာချိုကိုပြောင်းရွှေ့ခြင်းသူတို့တန်း60ဝင်ကျင်တတ်မှတ်ထားတယ်အာဆိုတော့ဒီအချိန်ဒီမှာဒီဟာဥရောပအသင်းတွေအထူးသဖြင့်တော့ဒါ Chelsea အပါအဝင် ကျွန်တော်တို့ဒါကလပ်အသင်းတော်တော်များများကခေါ်ဖို့စိတ်ဝင်စားတယ်ဆိုပေမဲ့လို့အာကျွန်တော်တို့ဒါဒီပေါ့လေအာတိကျတဲ့ကလပ်မှုမျိုးမလောက်ထားတဲ့အခြေအနေမှာကစားသမားကလပ်အသင်းကလည်းမထွက်ခွာရသေးတာအဓိကတော့ဒီပြ MOR ရဲ့အစီအစဉ်တွေမှာဒီကစားသမားအပါဝင်ချင်းမရှိတော့ဘူးဆိုပြီးတော့လည်းသိရတယ်ကျွန်တော်တို့ဒါ Europa League Final အပီးအာသူ့အနေနဲ့ပေါ့လေ ဒီယောဘာလိပွဲစဉ်တောင်လျှောက်ကစားခွင့်ရခဲ့တယ်ဒါပေမဲ့ final မှာဘာကြောင့်ကျွန်တော်အနေနဲ့မင်းနဲ့အနေနဲ့ပဲပါဝင်ကစားခွင့်ရတာလဲဆိုတော့ interview တစ်ခုမှာသူပြောထားတဲ့အခြေအနေကြောင့်မလို့နိဗျအမ်မိုရင်းနဲ့လည်းသူတို့နားလည်မှုလွဲထားရဆိုပြီးသိရတယ်ဒါကြောင့်မလို့ကျွန်တော်ကလပ်တင်းကဒီနိဗျကလည်းအနာဂတ်စီစဉ်မှာထည့်သွင်းထားတော့မရှိတော့တဲ့ Argentina တောင်ပိုင်းကစားသမားဖြစ်တဲ့ဂါနာချိုကိုဒါသူ့နဲ့ရောင်းချဖို့သဘောတူခဲ့တာဖြစ်တယ်လို့တစ်ဖက်မှာလည်းဒါကလပ်အသင်းဘက်က ကနာချိုကိုပြောင်းရွှေ့ချေယူရိုတန်း60ရရင်ဒီနေ့ရာဒီမှာပဲအပိတက်ရောင်းထုတ်သွားရမယ်ဆိုပြီးတော့မှဒါကျွန်တော်တို့ဖာဗီဒီယိုရူမာနိုကဖော်ပြထားတယ်ဘာစီလိုနာအသင်းရဲ့လူငယ်တိုက်စစ်ကစားမဖြစ်တဲ့အန်ဆိုဖာတီကတော့ဒါကျွန်တော်တို့ဒီမိုနာကိုအသင်းကိုပြောင်းရွှေ့ဖို့အလုံးစုံ agreement ရပြီဆိုပြီးတည်ရတယ်အဓိကတော့ဗျာကျွန်တော်တို့ Anso Party ကအာကျွန်တော်တို့ဒီ Messi ထွက်ခွာပြီးတဲ့နောက်ပိုင်းမှာ Messi ရဲ့ကျောင်းနံပါတ်ကိုဝစ်စင်ကစားခွင့်ရတယ်ဒါပဲလို့ကစားသမားက injury တောင်းလျှောက်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ပိုထွက်ခွင့်လည်းနည်းပါတယ်ဒါပြင်ကျွန်တော်ပြီးခဲ့တဲ့ရာသီတုန်းကလည်းဒီ Brighton အသင်းကိုအငားထွက်ပြီးတော့မှဒါကျွန်တော်ကစားရတယ်ကစားသမားလည်းဖြစ်တယ်ဒီရာသီမှာလည်းကျွန်တော်ပွဲထွက်ခွင့်နည်းပါနေတဲ့အခြေအနေဒီချိန်မှာကစားသမားက ကျော်ဘာစီလိုနာမှာထပ်ပြီးတော့မှပွဲထွက်ခွင့်ရဖို့အတွက်စောင့်နေရင်သူ့အတွက်အများကြီး waste ဖြစ်သွားမယ့်အခြေအနေမှာဒါကျွန်တော်မိုနာကိုအတင်းကိုသာပြောင်းရွှေ့ကစားဖို့ဒါအန်ဆိုပါတီကဆုံးဖြတ်ခဲ့တဲ့အခြေအနေကြောင့်မို့လို့မကြခင်မှာပဲကျွန်တော်ဒါဘာစီလိုနာတဲ့လူငယ်တိုက်စစ်ကစားမှဖြစ်တဲ့အန်ဆိုပါတီကတော့မိုနာကိုအတင်းကိုတရားဝင်ပြောင်းရွှေ့သွားရမယ်ဆိုပြီးသိရတယ်ပေါ့လေဆိုတော့ချီရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်